နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile ရဲ့ 8x8 km ရှိပြီးလင်းရင်လမ်းကြောင်းနှစ်ကြောင်းထွက်တဲ့ Rondo မြေပေါ်အစ်စ်ကိုကြည့်မယ်ဆိုရင် game နဲ့မှတွေ့မြင်ရပြီဖြစ်ပါတယ်။ဒီ video မှာကျွန်တော်တကယ်ချင်းတော့တခြားမြေပေါ်နေမှာမတွေ့ရပဲဒီရဲ့ Rondo မြေပေါ်မှာပဲတွေ့ရတဲ့ feature အစ်စ်12ခုကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ Rondo မြေပေါ်ရဲ့လူစင်းများမဲ့နေရာတွေကိုပြောရမယ်ဆိုရင်တော့မိုးမျောတိုက်တဲ့တံတားတွေစစ်လီကားတွေတွေ့မြင်ရမယ်ဂျဒီနာ City မိုးမျောတိုက်တဲ့အပေါ်ဆုံးအထိတကယ်ကျွန်တော်လေကားနဲ့တက်လို့မရပါဘူးကျွန်တော်တက်ကြီးသလောက်တော့၃လွာအထိတက်လို့ရတာမျိုးရှိပါတယ်အာကစားတူနာမန့်တွေကျင်းပတဲ့နေရာစတေဒီယမ် enjoy လုပ်လို့ကောင်းတဲ့နေရာ Jordan ရေပေါ်ဆေးတွေစားတောက်ဆိုင်တွေတွေ့မိရတဲ့ Ringin view လလလေးတွေရေတခွန်လလလေးတွေရှိတဲ့နေရာ Tinlong Garden စိမ့်စုပြီးတစ်ပင်တွေပေါ်တဲ့နေရာ Yulin Rondo မြေပေါ်ရဲ့ EV ကားတွေထုတ်တဲ့နေရာ Next Factory ဒီကားတွေကိုစမ်းသပ်တဲ့နေရာ Test Track ရေချိုနေတဲ့ရွာ Miran ဝယုံတော့ရှိတဲ့နေရာဗန်ပူးနဲ့ကြောက်ဆောင်တွေတော်တော်လေးကိုလာတဲ့နေရာလူဝင်းစင်ဒါတော့ရွန်ဒူမြေပုံရဲ့အဓိကကျတဲ့နေရာလူစင်းများတဲ့နေရာကိုကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်ဒီရဲ့ရွန်ဒူမြေပုံမှာကြီးမဲ့ဆင်တော့ exclusive EV vehicle နှစ်စီးတွေ့မြင်ရတာမျိုးရှိပါတယ် Pico Bus နဲ့ Glance Pico Bus ကိုကြီးရမယ်ဆင်တော့6ယောက်စီးလို့ရတာမျိုးရှိပါတယ် Glance ကိုကြီးရမယ်ဆင်တော့4ယောက်စီးလို့ရပါတယ်နှစ်စီးလုံးက EV vehicle ပဲဖြစ်ပါတယ် skinny body ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ချင်းအားလုံးအနေနဲ့ဒီရဲ့ vehicle လုံးနဲ့တက်ကြမယ်ဆိုတာတော့သိကြပါလိမ့်ဗျာနောက်တစ်ခုကတော့ဒီမြေပုံမှာကြီးမဲ့ဆင်လက်နက်အစ်စ်၃လက်တွေ့မြင်ရတာမျိုးရှိပါတယ်ပထမတစ်လက်ကတော့ GS9 SMG က ဂမ်းပဲဖြစ်ပါတယ်9 mm ကြီး300မျိုးရှိပါတယ်9 mm ကြီး300တာတော့ recoil ငြိမ်တာမျိုးရှိပါတယ် firing mode ကတော့ single shot ပြစ်လို့ရပါတယ် full auto ပြစ်လို့ရပါတယ် bus mode တော့ပြစ်လို့မရပါဘူးဗျ SMG မှာတက်လို့ရတဲ့ attachment နဲ့အကုန်လုံးတက်လို့ရတာမျိုးရှိပါတယ် foregrip နဲ့ stock တော့တက်လို့မရပါဘူး scope ပို့ကြည့်ရမယ်ဆိုတော့6စာအထိအမြင့်ဆုံးတက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုလက်နက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ stand gun ချင်းဆက်ပဲဖြစ်ပါတယ်ဒီကောင်အသုံးပြုမှရန်သူကိုပြစ်လိုက်တယ်ဆိုတော့ရန်သူကကျင်းနေမှာဖြစ်ပါတယ် single shot ပြစ်လို့ရပါတယ်ဒီကောင်အသုံးကအသုံးပြုလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီက pickaxe pouch 2ကိုတွေးမြင်ရတာမျိုးရှိပါတယ်မြေတွေပါတယ်တူးလို့ရပါတယ် တယ်ရန်သူကို damage ပေးလို့ရတာမျိုးရှိပါတယ်မီလီပွန်နီယာယူတာမျိုးရှိပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် emergency flare ဒီကောင်ကိုချိမယ်ဆိုရင် store ကနေဝယ်လို့ရပါတယ်ဒီကောင်ကိုအသုံးပြုရင်မှခဏစောင့်လိုက်တယ်ဆိုရင်တော့ကောင်းကင်ဘုံကနေ emergency cover တွေချလာမှာဖြစ်ပါတယ်ဒီရဲ့ cover တွေကကုပေါ်မှာချသည်ဖြစ်စေရန်သူပေါ်မှာချသည်ဖြစ်စေ knock off ဖြစ်သွားမှာဖြစ်ပါတယ်ကားပေါ်မှာတွေပါတယ်ချတယ်ဆိုရင်လည်းကားတွေပါတယ်ပျက်စီးသွားမှာဖြစ်ပါတယ်ဒါကြောင့်တကယ်ကျွန်တော်ဒီရဲ့ emergency flare ကိုခေါ်တယ်ဆိုရင်တော့ကိုယ်နဲ့ပေါ်ရအကွာအဝေးတစ်ခုလောက်ချိန်ပြီးခေါ်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျနောက်တစ်ခုကတော့ airdrop ကနေချိန်ရမယ်ဆိုရင်ဒီရဲ့ forest glyph ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဖြစ်ပါတယ်၈စက္ကန့်နဲ့ ပေါ်ပြတွေးရောတငယ်ကျွန်တော် energy ရောအကုန်လုံး boost လုပ်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ gemma backpack ကိုတွေးမြင်ရမှာဖြစ်ပါတယ် level 4 backpack မဟုတ်ပါဘူးဒီကောင် level 2လောက်အရွယ်အစားရှိတာဖြစ်ပါတယ်ဒါပေမဲ့သူ့မှာချိရမယ်ဆိုရင်တော်တော်လေးကို mighty feature တွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ gemma backpack ရဲ့ health မရောမချင်းတငယ်ကျွန်တော် zone အပြင်မှာ ice လှူရှာလို့ရတာမျိုးရှိပါတယ်တွေးတွေပါတယ်ရော့မှာမဟုတ်ပါဘူးဗျာဒီမှာကျွန်တော် zone ကျင်းလာတာနဲ့အများဒီရဲ့ gemma backpack ရဲ့ health ရောတဲ့နှုံးကလည်းပေါ့ဗျာနည်းနည်းကျွန်တော်မြင်လာမှာဖြစ်ပါတယ်ဒါပေမဲ့လည်းတငယ်ကျွန်တော် gemma backpack တွေပါတယ်လွှဲထားတယ်ဆိုရင်တော့သူ့စီမှာ health ရှိနေသေးတယ်ပေါ့ဗျာကိုယ့်အဆုံးအပြင်မှာရှိတယ်ဆိုရင်ကိုယ့်ရဲ့တွေးရရော့မှာမဟုတ်ပါဘူးဗျာဒီမှာကျွန်တော်ဒီရဲ့ gemma backpack ကြီးရဲ့ပေါ်ရ health card ကုန်သွားပြီဆိုရင်တော့ကျွန်တော်တို့သွေးရစရော့မှာပဲဖြစ်ပါလိမ့်ဗျာနောက်တစ်ခုကတော့ဒီ special guard တိဆောင်တဲ့ premium store ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီနေအောင်သွားဖို့ဆိုရင်ပေါ်ရဒီနာ guard တိရှင်းရမှာဖြစ်ပါတယ်ဒီရဲ့ guard တိရတဲ့တော်တော်လေးကိုပဲ damage ပေးတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီရဲ့ငှက်အိမ်တွေတွေ့မြင်ရတာမျိုးရှိပါတယ်ငှက်ကခြေတန်းတွေပါတယ်အာယုံခံတာမျိုးရှိပါတယ်ခြေတန်းတွေပါတယ်ကြားလိုက်ဆိုရင်တော့ဒီကောင်အုံမှာဖြစ်ပါတယ်တကယ်ချင်းတော့အုံနေဒီရဲ့ငှက်အိမ်ကိုဖျက်ဆီးပြီးမှငှက်ကိုလွတ်လိုက်လို့လည်းရပါတယ်ဗျာနောက်တစ်ခုကတော့ဝေယုံတော်တွေပါတယ်တွေ့မြင်ရတာမျိုးရှိပါတယ်ဓာတ်နဲ့ကျော်ဖျက်ဆီးလို့ရပါတယ် granite တွေပါတယ်ပြစ်ပြီးမှလည်းဖျက်ဆီးလို့ရပါတယ်မော်တော်ယာဉ်တွေနဲ့တိုက်ပြီးမှလည်းဖျက်ဆီးလို့ရတာ မျိုးရှိပါတယ်နောက်တစ်ခုကတော့ concrete တွေပါတယ်မဟုတ်တဲ့အရာတွေကိုပေါ့ဗျာဒီမော်တော်ယာဉ်တွေပါတယ်တိုက်ပြီးမှလည်းဖြည့်ဆည်းလို့ရတာမျိုးရှိပါတယ်ဗျာနောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ EMP zone ကိုတွေ့မြင်ရမှာဖြစ်ပါတယ် DS zone ထဲမှာတကယ်ကျွန်တော်မော်တော်ယာဉ်တွေပါတယ်ရောက်သွားတယ်ဆိုရင်အားလုံးကဆက်ရက်သွားမှာဖြစ်ပါတယ်မော်တော်ယာဉ်မှမဟုတ်ပါဘူးတကယ်ကျွန်တော် recall tower တွေပြောရမလား market တွေပြောရမလား jammer backpack တွေပြောရမလားဒီကောင်တွေဘာမှအသုံးပြုလို့မရတော့ပါဘူးဗျာအဓိကအဖြစ်တော့ဒီလျက်စင်းနဲ့ပတ်သက်တဲ့အရာတွေပေါ့ဗျာအားလုံးကကျွန်တော်ရက်တန်သွားမှာဖြစ်ပါတယ် EMP zone ဘယ်နေရာမှာချရမလဲဆိုတော့ကျွန်တော်တို့ notify ပေးတာမျိုးရှိပါတယ်အဲ့နေရာမှာရှိတယ်ဆိုရင်တကယ်ကျွန်တော်အမြန်ဆုံးထွက်ပါမော်တော်ယာဉ်တွေပါတယ်ရအလုပ်လုပ်မှာမဟုတ်ပါဘူးဒီ ဲ့ EMP zone ဘောရပြီးသွားမှလားဒီရဲ့ motor နေရဲ့အလုပ်လုပ်မှဖြစ်ပါတယ်ကျွန်တော် player တွေဘောရဒီရဲ့ zone နဲ့တွေးရတာမျိုးတော့မဖြစ်ပါဘူးဗျာ okay ဒါတော့ကျွန်တော်တကယ်ကျွန်တော်ဒီရဲ့ random မြေပုံနဲ့ပတ်သက်ပြီးမှ feature အသစ်12ခုကိုဖော်ပြပေးသွားတာဖြစ်ပါတယ်ဒီထဲမှာပြောဖို့ကြံသွားတဲ့ feature တွေဘာတွေရှိတယ်ဆိုရင်လည်းတကယ်ကျွန်တော် comment မှာဖော်ပြပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာတကယ်ကျွန်တော်အနေနဲ့ရောဒီရဲ့ random မြေပုံဆော့ပြီးသွားရင်လားဒီမြေပုံနဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပေါ့ရကွန်မန့်မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်တက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထုတ်ပြန် င်ကျေးဇူးတင်ရှိပါတယ်ဗျာ။